မင်းရဲ့တကယ်ချင်းတွင်နဲ့မင်းရဲ့ရန်သူတွေကိုပုံပုံနှိကောင်ထားပါဒီစကပုံကအခုအခါမှာဒေါ်နယ်ထရန့်လိုက်နာနေပုံရပါတယ်မကြသေးမီကအမေရိကန် F16 တိုက်လေယာဉ်တွေကိုထိုင်ဝမ်နဲ့ဖိလစ်ပိုင်တို့ကိုရောင်းချဖို့စီစဉ်ခဲ့ပါတယ်၎င်းကဂျပန်မှာစစ်ပွဲအမေအစ်စ်ကိုလည်းချမှတ်ခဲ့ပါတယ်ယခုလည်းအမေရိကန်စစ်ဗိုလ်ချုပ်ကြီးများကရှန်ဟိုင်းမှာတရုတ်ဗိုလ်ချုပ်များနဲ့တွေ့ဆုံခဲ့ပါတယ်ထရန့်အာလာရလာပြီးနောက်ယခုလိုတွေ့ဆုံမှုကပထမဆုံးအကြိမ်ဖြစ်တဲ့သူတို့ဘာအတွက်ကြောင့် တွေ့ဆုံကြတာလဲဘာကြောင့်လဲပြောခဲ့ကြတာလဲအမေရိကန်စစ်ပုဇုတွေကတရုတ်စစ်တပ်နဲ့ပတ်သက်ပြီးဆွေးမှုတွေရှိလာခဲ့ပါတယ်တရုတ်ရဲ့လောက်ရများကအန်ဒီယကင်းပြီး professional မကြကြောင်း၎င်းတို့ကပြောကြားခဲ့ပါတယ်၎င်းတွင်မကြသေးမီကထိုင်ဝမ်တဝိုက်မှာတရုတ်စစ်စေလက်ရှိမှုနဲ့ပတ်ပတ်သက်ပြီးအမေရိကန်ကအန်ဒီယရှိတယ်လို့ယူဆပါတယ်တဖက်တွင်မူထရန့်ကတရုတ်နိုင်ငံရဲ့အင်ဂျင်များဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ထိုင်ဝမ်ကိုလက်နက်များရောင်းချပြီးတရုတ်အပေါ်အခွန်ကောက်ခံမှုဖိအားပေးလဲရှိပါတယ်။တစ်ဖက်မှာလည်းတရုတ်နဲ့စကားပြောဖို့အရာရှိတွေကိုဇီလို့ထားပါတယ်။ဘာကြောင့်လဲ?ဆက်ဆံရေးကို ပွင့်လင်းစွာ ထားရှိခြင်းကပိုကြီးသောပြဿနာများကိုရှောင်ရှားနိုင်ဖို့အတွက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီနေ့ပတ်ကပဲတရုတ်ကထိုင်ဝမ်နီမနရက်ကြာပြစ်ခတ်လက်ချက်မှုတွေပြုလုပ်ခဲ့ပါတယ်။ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကိုငါတို့လက်မခံဘူးဆိုပြီး message ပို့ချင်ကြပါတယ်။ တရုတ်စစ်တမောများကကျွန်းကိုပိတ်ဆို့ခြင်းလစ်ကျင်တယ်တိုက်လေယာဉ်များကထိုင်ဝမ်ကိုအတွင်တူတိုက်ခိုက်တယ်အဆိုပါစစ်ရေးလစ်ကျင်မှုဟာစစ်ပွဲအတွက်လစ်ကျင်မှုဖြစ်ကြောင်းတရုတ်ကပြောကြားခဲ့ပါတယ်သို့သောစစ်ရေးလစ်ကျင်မှုပြီးဆုံးနေတဲ့တပိုင်း net အမေရိကန်ဗိုလ်ချုပ်ကြီးများနဲ့ဆွေးနွေးရမလာမီမှာတရုတ်စစ်တပ်ကအခြေစိုက်စခန်းကိုပြန်သွားခဲ့ပါတယ်ဤအစည်းအဝေးများကတနည်းလင်းနှစ်ကြိမ်တွေ့ဆုံသည့်စစ်ရေးဆိုင်ရာအတိုင်ပင်ခံသဘောတူညီချက်ဟုခေါ်သော ပုံမှန်အစီအစဉ်တစ်ခုရဲ့အစိတ်တစ်ပိုင်းဖြစ်ပါတယ်နောက်ဆုံးတွေ့ဆုံမှုမှာအမေရိကန်ဗိုလ်ချုပ်ကြီးများကအဓိကပြဿနာနှစ်ခုကိုတင်ပြပါတယ်ထိုင်ဝမ်တဝိုင်းမှာအနေရှိတဲ့တရုတ်လက်ချင်းမှုတရုတ်စစ်လေယာဉ်များဖြင့်အနေရပြုပြန်တန်းချင်းဥမာအနေနဲ့ဖေဖော်ဝါရီလမှာတရုတ်ဂျက်လီယင်ဒဇင်ကဩစတြေးလျစစ်လေယာဉ်ဒဇင်နဲ့လွန်နီကာစွာပစ်ခတ်ခဲ့ပါတယ်ဒီလိုအနိကတွဆမှုမျိုးဟာအမေရိကန်နဲ့တာမကသူ့ရဲ့မဟာမိတ်တွေနဲ့လည်းမကြာခဏဆိုတလို့ဖြစ်ပွားနေပါတယ် တိယကဘလို့တုတ်ပြန်တယ်လေတိယဘူဂျိုတွေကအယားယားကိုညင်းဆိုပါတယ်ထိုင်ဝမ်ရေလက်ကြားကိုဖျက်ကျော်လာတဲ့အမေရိကန်စစ်တမောတွေဟာတကယ်ပြဿနာလို့အမေရိကန်ကိုအပြစ်တင်ပါတယ်အမေရိကန်ရဲ့ရန်စားတော်လှုပ်ရှားမှုမန္တမြကိုတရုတ်ကပြန်လဲတုတ်ပြန်မယ်လို့လကောင်းကတတိပေးထားပါတယ်။ဒါကဘာကြောင့်အလွန်ရေးကြီးပါတယ်လဲ။အင်ဒိုပစိဖိတ်ဒေသကတင်းမာနေပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး PH က ဂျပန်နဲ့ဖိလစ်ပိုင်ကိုစစ်ရေးရပန်ပိုးကူညီမယ်လို့ကတိပြုပြီးနောက်ပိုင်းမှာဒီဆွေးနွေးပွဲကဖြစ်ပေါ်လာတာပါထို့နောက်ထရန်ကဖိလစ်ပိုင်ကို F16 ဂျယ်လီယံအစင်း20ရောင်းချရအတည်ပြုခဲ့ပါတယ်ဆိုတော့အမေရိကန်နဲ့တရုတ်ဂျာစစ်စံရေးကထိုင်ဝမ်အပေါ်မှာပို့ပြီးတော့တင်းမာလာပါတယ်ထရန်ကဒေတာတွင်းမှာအမေရိကန်ကိုတကြွစွာနဲ့တရုတ်ကိုထိန်းထားဖို့လိုလားပါတယ် ဤစနစ်ပွဲများကစစ်ပွဲကိုပြစ်စင်နိုင်တော့နားလည်မှု လွယ်မမှုများကိုဆောင်ရှားရန်အထောက်အကူဖြစ်စေပါတယ်